လောင်းစီသူမင်းကြီးရဲ့ရဲစွမ်းတတ္တိနဲ့ဖုံးကန်ကြောင့်ထင်ရှားလာတဲ့မဟာငှက်ပြစ်တောင်ဖျောင်းခေတ္တခေတ်စီတိုင်းမှာဆိုရင်တော့အဲရီခေကိုကိုစားပြုတဲ့သူရဲကောင်းတွေပေါ်ပေါက်တက်စမြဲဖြစ်ပြီးမြန်မာနိုင်ငံဟာဒဏ္ဍာရီလာဖြစ်ရဲစန်းတွေနဲ့စန်းကြေလို့နေပါတယ်ဒီသူရဲကောင်းတွေကြောင့်မြန်မာဟာအခုထိအတော့ရှိပြီးရင်ကျိမှုအမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်တာပါဒီကနေ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့သူရဲကောင်းတယောက်ကြောင့်ဖြစ်ပေါ်လာတဲ့မဟာငှက်ပြစ်တောင်ဖရားရဲ့တမိုင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ မဟာငှက်ပြတောင်ဖရာသမိုင်းကြောင်းကိုပြောပြရမယ်ဆိုရင်တော့ပြူစောတီမင်းရဲ့ရာဇဝင်ကမပါမဖြစ်အဓိကပါပဲ။တကောင်နန်ယိုတရိုအာဒိဆရာစာအမည်ရှိတဲ့တာကီဝင်းမင်းဟာဆိုရင်ပြီးပါမငိမ့်တတ်တာကြောင့်မလဲအရက်မှာမထင်ရှားတဲ့အသွင်နဲ့တောင်ယာလောက်ကင်စားတောက်လာရင်ကနေမိဖုရားမှာတာယောက်ကြားလေးဖွားမြင်ကစောထီလို့အမည်ပေးစေပါရဲ့ တားလေးခုနှစ်နှစ်သားအရွယ်ကိုရောက်တော့လေးတက်ကိုကောင်းစွာတက်မြောက်တဲ့ဆရာယသိထံအနန်စီပြီးဆရာယသိဟာကလေးရဲ့ကျန်းရင်လက္ခဏာတွေကိုကြည့်ပြီးဒီကလေးဟာအောက်ပြီးအောက်ရွာမှာအေကန်အမတ်မင်းဖြစ်လိမ့်မယ်လို့သိမြင်တာကြောင့်မင်းတီလို့ပြောင်းလဲခေါ်တွင်စီပါရယ်မင်းတီဟာလေးတန်းနဲ့တကွမင်းသားတို့တက်အပ်တဲ့ပညာရဲ့ဆက်ရှက်ပါကိုတင်ယူတက်မြောက်ပြီးရဲ့နောက်ဆက်ချောင်းနေရွယ်မှာမိဘတွေစီမှာခွင့်ပန်းပြီးလေးမျှတွေကိုယူကပကံပြေကိုထွက်ခွာလာခဲ့ပါရယ် ကံပြေကိုရောက်တော့မင်းထီကိုတားရင်လို့ချက်မြတ်နိုးတဲ့မြေသိန်းတွင်းရွာကပြူအိုလင်မယားထမနေထိုင်တာကြောင့်ပြူစောဒီလို့အမည်ထွက်လာခဲ့ပါတယ်။တနေ့ရောက်တော့ပြူစောဒီဟာတောလင်ရင်နဲ့ပကံပြေမှာရံမှုနေတဲ့ဝက်ကြီး၊ငှက်ကြီး၊ကြားကြီး၊ရှူးပြန်ကြီးတို့ကိုလေးနဲ့တောလန်ဖြိုးပြန့်အနိုင်ယူလိုက်တဲ့အခါပကံပြေရဲ့ဘရင်တမုတ်တရက်မင်းဟာပြူစောဒီကိုတမီးဖြစ်သူသီရိဆန္ဒဒေဝီနဲ့လက်ထပ်ထိန်းညားပြီးအိမ်ရှိအရာကိုပေးစီပါတယ်။ တမောက်ထရိတ်မင်းနဲ့ရစားသားတဲ့ချိန်မှာတော့ပြူစောတိဟာသူရဲ့ဆရာရသေးကိုလူဝဲလေးစီပြီးမြမတက်ကြီးရဲ့84ခုနှစ်မှာမင်းဖြစ်နေတင်းမြောက်ခဲ့တာကြောင့်ရသေးကြောင့်မင်းလို့အမည်တွင်ခဲ့ပါတယ်။ရသေးကြောင့်မင်းနဲ့ရဆန်ပြီးတော့မှပြူစောတိဟာမြမတက်ကြီးရဲ့89ခုနှစ်မှာမင်းဖြစ်ပြီးတက်ကြီးရဲ့92ခုနှစ်ကိုရောက်တော့သူကိုယ်တိုင်ငှက်ကြီးကိုလေးနဲ့ပြစ်ကငှက်ကြီးရံကိုအောင်မြင်ခဲ့တဲ့အောင်မြေဌာနမှာဖျားတဆူတိထားကိုကိုယ်ပြီးငှက်ပြက်တောင်ဖျားလို့ခေါ်တွင်စေပါတယ်။ ငတ်ပြတ်တောင်ဖရဟာမြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးညအုံမျိုးရဲ့အရှိတောင်ဘက်မှာရှိတဲ့အမြင့်ပေ25ဗီတာရှိတဲ့တောင်ပူဇာလေးဖြစ်တဲ့ငတ်ပြတ်တောင်မှာတည်ရှိတာပါဖရအတွဲမှာပြူစော်ထီမင်းအထုပ်ပတိပကြီးလက်ရာရေကိုတွေ့နိုင်ပါတယ်အနွယ်ထောင်မင်းလက်ထက်မှာတထုံဒေသက ရှင်အရဟံဗကံကိုကြွလာပြီးထေရဝါဒဗုဒ္ဓသာသနာစီပင်ပြန်ပွားဖို့အတွက်သာသနာပြုလုပ်ငန်းတွေလှုပ်ဆောင်လာတာကြောင့်ဗကံပြည်သူပြည်သားတွေဟာဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်လာပြီးဇေရီပထိုးတွေကိုတည်ထားကိုယ်ွယ်လာပါတယ်။အနောက်ထားမင်းလဲခရစ်နှစ် 1058ခုနှစ်ညာဦးဒေတာငှက်ပြက်တောင်ထမှာညံတော်16ပေရှိတဲ့ဗုဒ္ဓရုပ်ပေါင်းတော်တစုကိုတည်ထားကိုွယ်ပြီးတထုံဒေတာမှတန်ဃာတော်အများပြားကိုပင်ဆောင်ကညာဦးဒေတာငှက်ပြက်တောင်မှာတရင်သုံးနိုင်ရန်အတွက်ဥမေနဲ့เจ้าတွေဆောင်းလုပ်လူတိုင်းခဲ့ပါတယ်ငှက်ပြက်တောင်ဒေတာမှာပကံခေအင်းဝခေကုန်းမောင်ခေအစာရှိတဲ့ခေဆက်ဆက်ကရဟန်းတန်ဃာတွေတရင်သုံးနေထိုင်ခဲ့ကြရာကနေငှက်ပြက်တောင်ဂိုင်းဆိုပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်ငါပြက်တောင်ဖရာနေမှာနရပတိစီသူမင်းကြီးတီထားလူတန်းခဲ့တဲ့ ဥမင်ပေါင်းတထောင်ကျော်ရှိနေပြီးညာတာဥမင်တမိဝဲဥမင်တို့လည်းရှိပါသေးတယ်။ဒီနေ့ကြောင်းရကောတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါပရိသတ်ကြီးတို့ရေနောက်တစ်ခေါက်ရဲ့ Travel Channel မှာပြန်လည်ဆုံတွေ့ကြပါမယ်။ Bye bye ။